ကျွန်တော်ရဲ့ဒီ channel ကနေအားလုံးကိုပြန်လည်ကြိုဆိုပါရစေ။ဒီနေ့မှာ Russia Ukraine sit boy song dot night port word Donald Trump ju sara ဆိုရင်ဒီတချိန်နဲ့ဆိုရင်ဒုတိယအချိန်ဖြစ်တယ်။ဒီပထမအချိန်လည်းအဆင်မပြေဘူး။ဒီတချိန်ဆိုရင်လည်းအဆင်ပြေမယ့်အနေအထားမပေါ်ဘူး။ Ukraine တမတာဂျီလန်စကီကိုရိုင်း EU နိုင်ငံတွေက Donald Trump ရဲ့အစီအစဉ်ကိုသူတို့ညှင်းပယ်ခဲ့တယ်။ so di nyen pe khe de niya tha ye naw set twae ma ba ri phit la nai mle so de tong ta che le ko chuno mya wei pe twa ma phit par de russia ukraine sit poa ya chuno a long ti pi ta tai tong nit khwe ka la yau shi ni ba bi di tong nit khwe ka la dwen ma russia sit ta ri cha song twa ra ha se nga teng law shi de ukraine sit ta ri cha ro se teng jaw law shi me lo kham man ya de ရုရှားပြည်သူတွေတည်ဆုံသွားတာတော့အလောက်ထိမများဘူးစစ်သားတွေတည်ဆုံတာပဲများတယ်ဒါမဲ့ယူကရိန်းကြတော့သူကအခန်းစစ်နဲ့နေတဲ့နေရာရုရှားကအထူးစစ်နဲ့တိုက်တာဆိုတော့ယူကရိန်းပြည်သူတွေလည်းများစွာစစ်ပွဲကြောင့်တည်ဆုံခဲ့ရတယ်ယူကရိန်းပြည်သူတွေရောယူကရိန်းစစ်သားတွေပါဒီစစ်ပွဲကြောင့်ကြာဆုံးသွားတဲ့ อ่าลุยปองเมส่วนดอเสเต็งควยนี่ปาลอกราชานีนี่ตัวเราอ่ะตีสงแค่ยาราผิดแต่ Take some time off because you got two countries that are killing each other. Two countries are losing five to seven thousand soldiers a week. So we'll see what happens. ဒေါ်နယ်ထရမ့်ပြောတဲ့အတိုင်းဆိုရင်တပတ်အတွင်းမှာရုရှားဘက်ရောယူကရိန်းဘက်ရောအနည်းဆုံး 9000ကနေ9000အထိကြာဆုံးခဲ့ရတဲ့စစ်ပွဲကြီးဖြစ်တဲ့ကျွန်ုပ်ဒီအာရှဘစ်ကိုမကူလာတာတခုတည်းပဲရှိတယ်။အိုရောပါနိုင်ငံတွေဆိုရင်တော်တော်လေးကိုအာဒီစစ်ပွဲကြောင့်စိတ်ဖြည့်စင်မှုတွေလည်းများတယ်။သူတို့ရဲ့စီးပွဲလုပ်ငန်းတွေကြဆင်းခဲ့ရတဲ့နိုင်ငံကြီးမှလည်းပြည်တွင်းနိုင်ငံကြီးမှလည်းမတီမငိမ်မှုတွေများစွာကြုံတွေ့ခဲ့ရတာဖြစ်တဲ့ ကျွန်တော်အားလုံးသိတဲ့အတိုင်းပဲဒီစစ်ပွဲဟာဂျိုးဘိုင်ဒန်လက်ထက်မှာဆိုရင်ဂျိုးဘိုင်ဒန်ကယူကရိန်းဘက်မှာမာမာမတ်မတ်ယက်တီပေးတယ်ဒေါ်နယ်ထရမ့်တက်လာတဲ့ချိန်မှာတော့သူကယူကရိန်းကိုတိတ်မကူညီချင်ဘူးမကူညီဘူးလို့လည်းပြောလို့ရတယ်ကူညီတယ်လို့လည်းပြောလို့တော့ရတယ်အာဘယ်နေရာမှာကူညီအကူအညီပေးလဲဆိုတော့ဒီအာဂျူတု satellite intelligence YouTube ကနေအာရန်တူရီရှာပေးတယ်ရန်တူရီကဘယ်နေရာမှာလာလဲအာထောက်လိုင်းရင်းနေပြရအဲ့ဒါကို US ကအကုန်ငွေပေးတယ်ဒါကြတော့အကုန်ကုန်ကြစေးရောရှိပြီမဲ့ကုန်ကြစေးအလောက်အထိမများဘူးဒါ US အနေနဲ့ကုန်ငွေပေးလို့ရတယ်ဒီစစ်ပွဲမှာတုံးတဲ့ဂျီဆန်တွေဒုံးဂျီတွေစစ်လက်နက်တွေနဲ့ US က Ukraine ကိုအကုန်ငွေမပေးတော့ဘူး Donald Trump လက်ထက်ရောက်တဲ့ချိန်မှာ Donald Trump က မရိကန်ဖတ်မရိကန်နာပထမဖိရမယ်ဆိုတဲ့သူရဲ့မူဝါဒနဲ့သွားတယ်နိုင်ငံချအရေးတွေကိုသူကနည်းနည်းပပလေးလေးရှုတယ်ပြပမှာပဲအမှုကိစ္စပဲဖြစ်ဖြစ် US ရဲ့အကျိုးစီးပွားမှာထိခိုက်ဘူးဆိုရင်တော့သူကအဲ့လောက်ထိမပါဝင်ချင်တော့တဲ့အနေအထားမှာရောက်နေတယ်အဲ့ဒါကြောင့် US အနေနဲ့ Russia Ukraine စစ်ပွဲကိုသူကအာ ထဲထဲဝန်ဝန်မပါချင်တော့ဘူးရုရှားကိုလည်းသူအဖြစ်မတင်ချင်ဘူးအမှန်တိုင်းပြောမယ်ဆိုရင်ရုရှားကစစ်ပွဲစားတယ်လို့လုံးဝမတရားတဲ့အလူလို့ပြောလို့ရတယ်ဒီ international international law နဲ့ပြောမယ်ဆိုရင်အဲဒီလိုပြောတဲ့ချိန်မှာရုရှားလုံးဝမှားတယ်လို့တော့မဟုတ်သေးဘူးရုရှားလည်းသူ့ဟာနဲ့သူရှိတယ်သူအကြံနဲ့သူရှိတယ်ဒါမဲ့အဲ့ဒီအကြံတွေကိုတော့ကျွန်တော်ဒီနေ့ပြောသွားမှာမဟုတ်ပါဘူးဆိုတော့ international law နဲ့ပြောမယ်ဆိုရင် Russia မှားတယ်။ဒါမဲ့ Donald Trump ကအပြစ်မတင်ဘဲနဲ့ဒီသူတို့ G7 meeting မှာ Donald Trump ဘာပြောသွားလဲဆိုတော့ကျွန်တော်တို့ G8 ကနေ Russia ကိုနင်ထုတ်တာဟာကျွန်တော်တို့ရဲ့အမှားပဲဆိုပြီးမှ G7 နိုင်ငံတို့ရဲ့ဒီ ရုရှားကိုတော့အနေနဲ့ထုတ်သွားတာဘိုင်ဒန်ဆိုရလက်ထက်အတွင်းမှာဖြစ်တယ်ဆိုတော့ G7 နိုင်ငံကောင်းဆောင်တွေရဲ့ဘိုင်ဒန်အစိုးရကိုလည်းဒေါ်နယ်ထရမ်ကအပြစ်တင်သွားတယ် The G7 used to be the G8 uh, and I would say that that was a mistake because I think you wouldn't have a war right now if you had Russia in and you wouldn't have a war right now if Trump were president uh, 4 years ago but it didn't work out that way but it used to be the G8 and now it's I guess what's that nine years ago, eight years ago, so it switched over. They yeah. they uh, threw Russia out, which I claimed was a very big mistake. Even though I wasn't in politics and I was very loud about it, it was a mistake in that you spend so much time talking about Russia, and he's no longer at the table, so it makes life more complicated. But you wouldn't have had the war. G7 Russia, uh, Kanira, Germany, are friends. ဂျပန်စားတဲ့ဒီအနောက်နိုင်ငံတို့ရဲ့အင်္ဂလားချင်းနိုင်ငံတို့ပါတယ်သူတို့ကိုဒေါ်နာထရမ့်အပစ်တင်တယ်ရုရှားကသူအပစ်မတင်ဘူးဂျီလန်စကီနဲ့အပလာမှာတွေ့တဲ့ချိန်မှာလဲဂျီလန်စကီဟာတတိယကဘာစင်းနဲ့ကစားရလို့မင်းနဲ့ကစားရလို့ခင်ဗျာ US နိုင်ငံကိုခင်ဗျာမထီမဲ့အမြင်ပြောတာပဲအဲ့လိုမျိုး US White House တွင်မှာအချင်းချင်းမပြေလည်တာတွေဖြစ်လာတယ် ပုပ်ဇာန်မင်းကြီးဆုံးသွားတဲ့ချိန်မှာလဲသူတို့ကလုံးဝမတည့်ဘူးဒေါ်နယ်ထရမ်ကယီလန်စကိမှားတယ်ခင်မလည်းနဲ့ချရမယ်ခင်မရွေးကောက်ပွဲပြန်လို့ရမယ်ရုရှားယူကရိန်းစစ်ပွဲဟာခင်မအဆုံးတိုက်ရမယ်ရုရှားကိုဒေါ်နယ်ထရမ်ကလုံးဝမပြောဘဲနဲ့ယီလန်စကိကိုအပြစ်တင်တယ်ဒီအတိုင်းဆိုတော့သူကရုရှားဘက်မှာပါနေတဲ့ပုံစံပေါ်တယ်အချင်းတို့ကြာလာတာနဲ့မြဂျွန်လာအထိရောက်တဲ့ချိန်မှာ အာဒိုနယ်ထရမ်ကဒီသူတို့ရဲ့နေတူဆမစ်မှာရုရှားကိုအလောက်ထိအပစ်မပြောသေးဘူးအဲ့လောက်ထိအပစ်မပြောသေးဘူးဒိုနယ်ထရမ်ကရုရှားကိုမှားတယ်လို့လည်းမပြောဘူးဒါပေမဲ့ရုရှားနဲ့သူတို့ရဲ့ဆက်ဆံရေးကြားထဲမှာ မပြေလည်တာတွေရှိတယ်အတူတူပဲပြောရမယ်ဆိုရင်ဩဂတ်လ15ရက်နေ့မှာဒေါ်နယ်ထရမ်ကပူတင်ကို US နိုင်ငံအလာစကာမှာ အာနှယောက်ချင်းစကားပြောတယ်ဖိတ်ခေါ်တယ်အာ red carpet တွေပေါ်မှာရှောက်ခိုင်းတယ်တကယ်လူကြီးလူကောင်းလူတော်တော်ထမအနေနဲ့ဆက်ဆံတယ်ပူတင်တာလွယ်လွယ်နဲ့ရမယ်လို့သူထင်တာမရဘူးပူတင်ကခေါင်းမာတယ်ဒီအလစကာမှာ တွေ့ဆုံမှုအပြီးမှာပူတင်အနေနဲ့ Ukraine စစ်မျက်နှာတစ်ခုအแทဘဲမဟုတ်ဘဲနဲ့အာ European နိုင်ငံတွေနေသူလေးပိုင်တဲ့အแทမှာသူရဲ့ဒီ စီလနက်တွေစီလီယန်တွေပြန်တန်းခိုင်းတဲ့ drone တွေဖြစ်တယ်အဲ့ဒါ Donald Trump ရဲ့တွေးဆမှုအပြေးမှာ Donald Trump နဲ့သူနဲ့ Donald Trump ရဲ့စိတ်ထားကိုသူကဖတ်နိုင်တာလားဘာလို့မသိဘူး Donald Trump နဲ့ဘယ်လိုမျိုးသဘောတူညီချက်တွေသူတို့ရဲ့ကြားထဲမှာရလဲဆိုတာကျွန်တော်မသိဘူးဒီ Alaska မှာအရန်ထူချဆုံးတော့အရာတစ်ခုက Donald Trump နဲ့ Putin ကိုရိုက်က ကားသစီးထဲမှာ အတူတူထိုင်တယ်။ဘယ်နိုင်ငံမှာမှအာတမရအနေရောက်ကားကားသစီးထဲမှာအတူတူထိုင်တာမရှိဘူးတလောက်ရှားတယ်။ security အရလည်းအရန် risk ဖြစ်တယ်။ပြီးတော့ဒီကားသစီးကိုတုံးနေဆိုတာတမိုင်းထဲမှာအရန်ရှားပါတဲ့အရာဖြစ်တယ်အတိအကားဖြင့်ဒေါ်နယ်ထရမ့်ရဲ့ရုရှားပို့တင်ရေဆိုတာကပအေနာ အကြီးဆုံးနိုင်ငံတွေထဲမှာပါတယ်။ပြောချင်တာကကားသစီးထဲမှာတို့တော့အတူတူထိုက်တယ်။ကားသစီးကဘယ်သုံးတယ်။အဲ့ဒီနေရာမှာတို့တော့ဘာစကားတွေပြောလဲဆိုတာဘယ်သူမှမသိဘူး။ဘယ်သူမှမသိဘူး။အဲ့မှာတို့စကားပြန်တွေလည်းမရှိဘူး။မီဒီယာတွေလည်းမရှိဘူး။တို့လည်းထောက်တွေလည်းမရှိတဲ့အချိန်ဆိုတော့ဒါဘယ်သူမှပြောလို့မရ။အဲ့ဆိုတော့ပိုတင်ကဒေါ်နယ်ထရမ့်နဲ့တွေ့တာများလေလေ။သူရဲ့အာစစ်ရရ ူရဲ့စီရီလောက်ဆောင်ချက်ကပူအရှိန်တန်လေးလေးဖြစ်တယ်။ဆိုတော့ပြောမယ်ဆိုရင်ဒီအလာစကာတွေ့ဆုံတဲ့အချိန်မှာဒေါ်နယ်ထရမ်ကဘာပြောလဲဆိုတော့ရုရှားယူကရိန်းစစ်ပွဲဆုံးတဲ့နိုင်ပေါ်တွေ့နေမီတွေအပြားငလဲရှိမယ်။ယူကရိန်းကလည်းနေမီတချို့ကိုရုရှားကိုပေးရမယ်ရုရှားအနေနဲ့လည်းယူကရိန်းကိုနေမီတချို့ပေးရမယ်ဆိုတာဟာဒေါ်နယ်ထရမ်က ပေါ်ပေါ်တင်တင်ပြောတဲ့စကားဖြစ်တယ်။ဒေါ်နယ်ထရမ့်ကအဲဒီစကားပြောတဲ့အချိန်မှာဂျီလန်စကီအနေနဲ့မပြောသွားလဲဆိုတော့ယူကရိန်းနယ်မြေကိုရုရှားပေးလို့မရဘူး။ဒါယူကရိန်းနယ်မြေကိုရုရှားပေးမယ်ဆိုရင်ယူကရိန်းနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်တာနဲ့အတူတူပဲကျွန်တော်တမရအလုပ်နေတဲ့ချိန်ဘယ်တော့အခါမှရုရှားကိုအာယူကရိန်းနယ်မြေတွေလုံးဝပေးလို့မရဘူး။ တလဲမအတော်မမပေးဘူးဆိုတာဂျီလန်စကီကပြောတယ်ယေရှုနိုင်ငံတို့ရလည်းဂျီလန်စကီပြောတဲ့စကားကိုထောက်ခံပေးတယ်အဲ့ဒါကြောင့်ဒေါ်နယ်ထရမ်ကပူတင်နဲ့တွေ့ဆုံမှုအာမငင်းချမ်းယူမယ်ဆိုတာအဆင်မပြေဘူးဖြစ်သွားတယ်ပြောချင်တာထရမ်အနေနဲ့အနေမီတွေနေမီပိုင်ဆိုင်မှုအပြောင်းအလဲရှိမယ်ဆိုတာပြောတယ်ဒါပူတင်လိုအပ်ချက်လည်းဖြစ်နိုင်တယ်ပြောမယ်ဆိုရင်ဖြစ်ကိုဖြစ်တယ်ပူတင်က ยูเครนในงานงาปงตะปงเต็งไปทาแรมที่งาปงตะปงตูเต็งไปทาแรเนมีรุยไครเมียโดนเนตลูแฮงส์ดีนเนมีตะชูรุยหายูเครนในงานตรวจอายีปาซงรออ่าเนมีรุยผิดแดจโนมีชาตะตูรุยตะบาวะดนทวดรุยอัมยาซงทวดแดในงานรุยยูเครนอตรวจตอตอเลกูอายีปาซงรอเนมีรุยผิดแด so ရုရှားကယူကရိန်းကိုစစ်တိုက်တဲ့ချိန်မှာလည်းအလကားတိုက်တာမဟုတ်ဘူးနေမီကိုယူချဲတဲ့ချိန်မှာလည်းအလကားတော့နေမီကိုယူချဲတာမဟုတ်ဘူးဒီနေရာကိုတင်းရင်တော့ ငါတို့ဒီလိုတွေလိုအကျိုးအမြတ်ရှိမယ်ဆိုတာပူတင်ကလည်းတွက်ချက်ထားပြီးသားဆိုတော့ကျွန်တော်ပြောချင်တာကပူတင်ကလည်းဒီနယ်မီတွေလိုချင်တယ်ယူကရိန်းကလည်းတော်တော်အရန်အရေးကြီးတဲ့နယ်မီတွေဖြစ်တဲ့အတွက်ယူကရိန်းကလည်းမပေးချင်ဘူးမပေးချင်တော့ဒေါ်နယ်ထရမ့်မနီနဲ့လည်းဒါရင်လန်းစကီလုံးဝတဘောမတူတဲ့နယ်မီဖလဲမှုတွေဟာဒေါ်နယ်ထရမ့်မနီနဲ့လည်း by force အနေနဲ့လုံးလုံးမရဘူး နေမီပိုင်ဆိုင်တူအားဒေါ်နယ်ထရမ့်ဟုတ်ဘူးနေမီပိုင်ဆိုင်တူအားယူကရိန်းဖြစ်တယ်အဲ့ဒါကြောင့်ဒေါ်နယ်ထရမ့်ပထမဆုံးကြိုးစားတဲ့ပူတင်နဲ့တွေ့ဆုံပွဲဟာအလကားဖြစ်သွားတယ်ဘယ်လိုမှတုံစားလို့မရဘူးအလစကစကနီတခြားနေရာမှာပြန်တွေ့မယ်မော်စကိုမှာပဲဖြစ်ဖြစ်သူတို့စီစဉ်ထားတဲ့အစီအစဉ်ကပြည့်စည်သွားတယ်အဲ့ဒါပထမအဆုံးအကြိမ်ဒုတိယအကြိမ်ဟာ ဒီနိုဝင်ဘာလအစပိုင်းလောက်မှာဒေါ်နယ်ထရမ့်နဲ့ပူတင်နဲ့ပြန်တွေ့နိုင်မယ်ဆိုတာဒေါ်နယ်ထရမ့်ကပြောသွားတာဒေါ်နယ်ထရမ့်ကပြောသွားတယ်ပူတင်နဲ့နှစ်နာရီခွဲလောက်ဖုန်းနဲ့စကားပြောတယ်တော်တော်လေး constructive ဖြစ်တယ်ပြောတယ်ဒါပေမဲ့ EU တွေနဲ့ဂျီလန်စကေးကဘာသာထုတ်ပြန်လဲဆိုတော့မနီကထုတ်ပြန်တာကျွန်တော်သူတို့စာကိုမပြတော့ဘူးအဒီအတိုင်းပြောမယ်ဆိုတော့ဒီဒေါ်နယ်ထရမ့်ရဲ့ position ဒေါ်နယ်ထရမနီနဲ့စစ်ပွဲချက်ချင်းအဆုံးသတ်သွားမယ်ဆိုတာတဘောတူတယ်တဲ့အာစာထုတ်ပြန်တဲ့ချိန်မှာစာထဲမှာနာမည်ပါတဲ့ဟာတော့ဂျီလန်စကီးပါတယ်အာဘရစ်တစ် PM စတာမာပါတယ်အာအမနူအယ်မကွန်ပါတယ် PM မဲလိုနီပါတယ်အီတလီ PM ပြီးတော့ဒီ EU နိုင်ငံတို့ရဲ့ President Von der Leyen ပါတယ်တချို့သူတို့ EU နိုင်ငံကောင်းဆောင်တွေပါတယ် အရာဒေါ်နယ်ထရမ်ရဲ့စစ်ပေါ်ချက်ချင်းဆုံးတတ်မဲ့ဆိုတာတဘောတူရဲတဲ့ပြီးတော့ဒီလိုမျိုးတယောက်နဲ့တယောက်မျက်နှာချင်းဆိုင်တွေ့ဆုံပွဲဆိုတာဟာညနိုင်ဆွေးနွေးမှုတွေလို့ဘောတော့အရန်အကြီးကြီးတယ်ဆိုတာလဲကျွန်တော်ထောက်ခံတယ်အရန်အကြီးကြီးကြီးတဲ့မျက်နှာချင်းဆိုင်တွေ့ဆုံပွဲလည်းဖြစ်တယ်တဲ့ဒါမဲ့အရန်အကြီးကြီးဆုံးဒါမဲ့သူတို့ပြောတော်တဲ့စကားက international law အရကျွန်တော်တတ်မှတ်ထားတယ် နေနမိတ်တို့ဟာနေနမိတ်စီတို့ဟာဘိုင်ဖော့စ်အနေနဲ့ဘီတူမာအပြင်းလေလို့လို့မရဘူးဆိုတဲ့စကလုံးပြန်ပါတယ်ဒေါ်နယ်ထရမ့်အနေနဲ့လည်းအနေမီတို့အပြည့်အယူရှိမယ်ဆိုတာပြောတယ်အခုချိန်မှာရေလန်းစကေးရော EU နိုင်ငံတွေကပါဒုတိယအကြိမ်ပြန်လည်ကန်းကွက်တယ်ပြန်လည်ကန်းကွက်တော့စစ်ပွဲအားဆုံးတက်လို့မရတော့ဘူးပိုတင်ဟာ ကျွန်တော်တို့ပြောတဲ့အတိုင်းဟာမတ်စ်လိုမျိုးမဟုတ်ဘူးဟာမတ်စ်တွေကိုတော့ဒေါ်နယ်ထရမ့်အနေနဲ့ချက်ချင်းရက်ကွာခင်ဗျားတို့မှတ်ရရင်ခင်ဗျားတို့ကောင်းပေါ်မှာဘုံသေးတွေယူအပ်ချမယ်ဆိုတာဒေါ်နယ်ထရမ့်အနေနဲ့ပြောလို့ရတယ်ဟာမတ်စ်တွေကပြောမယ်ဆိုရင်ဘာကောင်းမှမဟုတ်ဘူးဒေါ်နယ်ထရမ့်အနေနဲ့ကြီးမယ်ဆိုင်ဒါပေမဲ့ပူတင်ကိုကြတော့ဒေါ်နယ်ထရမ့်အနေနဲ့အဲ့လိုမျိုးစကားတွေပြောလို့မရဘူးဒေါ်နယ်ထရမ့်ကပူတင်ကိုခင်ဗျားချက်ချင်းရက်နော်ခင်ဗျားမရဲ့ငါချမယ်ဆိုတာ ဒေါ်နယ်ထရမ့်ကပူတင်ကိုပြောလိုက်မယ်ဆိုရင်ပူတင်ကဘာပြန်ပြောမှလဲအေးခင်မင်းငါ့ကိုစင်ခေါ်တာလားလာလေငါတို့လဲ US ကိုကြောက်တာမှမဟုတ်တာဆိုတဲ့စကားလုံးနဲ့ပြန်ထိုးလိုက်တယ်အဲ့ဒါကြောင့် US ကဒီပူတင်ကိုစကားပြောတဲ့နေရာမှာလဲ အပေါ်စင်းနဲ့ပြောလို့မရဘူးစစ်ပွဲတခုအစင်နှွဲမယ်ဆိုရင်လည်းအตาလေးအနိုင်ယူနိုင်မယ်အနေထားမဟုတ်ဘူးပူတင်ကသူ့ရဲ့လိုအပ်ချက်တွေသူ့ရဲ့တောင်းဆိုချက်တွေမရမချင်းစစ်ပွဲမငြင်းချင်တဲ့အနေထားမှာရှိတယ် တူတောင်းဆိုတဲ့နေမီတွေကလည်းယူကရိန်းကလည်းမပေးချင် EU တွေကလည်းယူကရိန်းဘက်မှာပါဒိုနယ်ထရမ့်ရဲ့စန်ဂျန်ဘက်မှာတော့ပါနေတဲ့တော့ချာဒီနိုဝင်ဘာလစန်ပိုင်းလောက်မှာစစ်ပွဲဆုံးတတ်နိုင်ဖို့အတွက်ပြန်တွေ့ဆုံကြမယ်ဆိုတဲ့သူတို့ရဲ့အစီအစဉ်ကဒုတိယအကြိမ်ပြသသွားပါပြီ US ဘက်ကလည်းအတီအလန် Also, as you know, preparations now for a summit between President Trump and Russian President Putin have been called off. The White House releasing a statement today saying that there are no plans for Trump and Putin to meet again in the immediate future. <laughs> ရုရှားယူကရိန်းစစ်ပွဲဟာဒီပုံစံနဲ့ချက်ချင်းအဆုံးတတ်နိုင်မယ့်အနေအထားမရှိဘူးကျွန်တော်အမြင်တွေ့နေရတဲ့ဘာကြောင့်လဲဆိုတော့ USCSC စင်ဟာ EU တွေ Ukraine တွေကညှင်းဆန်တဲ့ EU တွေ Ukraine တွေဘက်ကအချိမဲဆိုရင်တော့ဒါတော့အားလက်သူတို့အနေအထားမှန်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီစစ်ပွဲဟာသူတို့ဆင်နွှဲတဲ့စစ်ပွဲမဟုတ်ဘူးသူတို့ပြောတဲ့သူတို့တုံးနှုံးတဲ့စကားတိုင်းပြောမယ်ဆိုရင်လူစုကိုချီးကျူးတဲ့ ပုံစံဖြစ်သွားတယ်လူစုတယောက်ကယူကရိန်းနိုင်ငံကိုလို့ယူတယ်ခင်ဗျာယူနိုင်တလောက်ယူလေကွာဒီမှာနေမီတွေပေးတဲ့ပုံစံရောက်သွားတယ်ယူကရိန်းအနေနဲ့ဒီနေမီကိုကာကွယ်တဲ့သူတို့အနေနဲ့ထားနေကြည့်မယ်ဆိုရင်ဒေါ်နယ်ထရမ့်အနေနဲ့ကြည့်မယ်ဆိုရင်လည်းငါကယူကရိန်းနေမီကိုရုရှားကိုဒီအတိုင်းပေးတာမှမဟုတ်တာရုရှားကခင်ဗျားတို့နေမီကိုယူထားတာ ငါပေးတာမဟုတ်ဘူးရုရှားကအယူထားတာယူကရိန်းကခင်ဗျားတို့နေမီတွေကိုရှုံယုံထားတယ်ဒေါ်နယ်ထရမ့်ပေးတာမဟုတ်ဘူးခင်ဗျားတို့ကမကာကွယ်နိုင်လို့ရှုံယုံထားတာငါပေးတယ်လို့ပြောရင်လည်းခင်ဗျားတို့ရှုံယုံတာပဲငါမပေးဘူးပြောရင်လည်းခင်ဗျားတို့ရှုံယုံတာပဲအဲဒါကြောင့်ငါမပေးဘူးပြောရင်စစ်ပွဲအဆုံးမတတ်ဘူးနေမီရှုံယုံတာတူတူငါပေးတယ်ပြောရင် ခင်ဗျားတို့အနေနဲ့ရှုံးယုံတာအတူတူဒါမဲ့စစ်ပေါ်ရအဆုံးတတ်နိုင်တယ်ဆိုတော့ဒေါ်နယ်ထရမ့်ရဲ့အမြင်ဖြစ်တယ်။နှစ်ခုစလုံးမှာမှန်တယ်။အဲ့ဒါကြောင့်ဒေါ်နယ်ထရမ့်ကဒီလန်စင်ကိုလိုက်ပေးတယ်။ယူကရိန်းအနေနဲ့မကျေနပ်ဘူး။ယူကရိန်းလူချင်းတဲ့အနေနဲ့ထားကြည့်မယ်ဆိုတော့သူတို့က US ကနေရတော့မဟုတ်မစ္စရယ်မြေဝိုင်းမဲ့ US ကလည်းရုရှားကိုစစ်ပွဲစင်နှွေးပြီးမှရုရှားစစ်သားတွေကိုယူကရိန်းကနေနဲ့ထုတ်ပေးမယ်။အဲ့ဒါဆိုဒေါ်နယ်ထရမ့်ကိုသူတို့ကချီးကျူးမယ်။ ဒီပုံစံလိုချင်တာ US စစ်သားတွေနဲ့ US စစ်လက်နက်တွေနဲ့ရုရှားစစ်သားတွေကိုနှင်ထုတ်ပြီးမှရုရှားကရှုံးမယ်ရုရှားရှုံးတဲ့ချိန်မှာရုရှားကအတောင်းပန်မယ်ငါယူကရိန်းကိုစစ်ဘွိုက်ဆန်နွေးရာငါလုံးဝမှားသွားပြီအခုချိန်မှာငင်းချင်းလောယောင်ငါလည်းနေမီတွေမတောင်းတော့ဘူးအမြန်ဆုံးစစ်ဘွိုက်အဆုံးတတ်ပေးပါအဲ့လိုမျိုးတောင်းဆိုတာယူကရိန်းနဲ့ EU နိုင်ငံတွေကလိုချင်တယ်ဒါတော့မရဘူး ဒေါ်နယ်ထရမ့်အနေနဲ့တနိုင်ဆုံးရုရှား US sit boy ကိုသူကရှောင်ဖဲမှာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ရုရှားကို sit တိုက်တယ်ဆိုရင်နိုင်ကောင်းနိုင်နိုင်တယ်။ဒါမဲ့အာ US ရဲ့ sit အနာဟာ၃ပုံ၃ပုံလောက်ကြာဆင်းသွားနိုင်တယ်။၃ပုံ၃ပုံလောက်ကြာဆင်းသွားမယ်ဆိုရင် communist နိုင်ငံဖြစ်တဲ့တရုတ်ကို US ကဘယ်တော့အခါမှနိုင်နိုင်မှာမဟုတ်တော့ဘူး။ ဒါ US ကတော့ချက်ပေးတာအဲ့ဒါကြောင့်ရုရှားကိုသူကရှောင်ချင်တယ်တရုတ်မပါမချင်း US ကရုရှားကို sit boy စနေချင်းမှာမဟုတ်ဘူးအဲ့ဒါကြောင့် Ukraine လို့ချင်တဲ့အ US ရဲ့ရတ္တိပေးမဲ့အနေထားဟာဘယ်တော့အခါမှ US ကပေးနိုင်မှာမဟုတ်ဘူးဆိုတော့ဒီပထဝီနိုင်ငံကြီးအရာပြောမဲ့ဆိုရင်တော့ဒီ Russia Ukraine sit boy ဟာ totally ထူးဆန်းတဲ့ sit boy လို့လည်းပြောလို့ရတယ် ဒီအတိုင်းပြောမယ်ဆိုရင် US နိုင်ငံရဲ့အော်ယာရှင်အဟုံကြာဆုံးသွားတဲ့ကြာစင်စီရဲ့စစ်ပွဲလေဖြစ်သွားနိုင်တယ်အခုချိန်မှာမဖြစ်သေးပြီမဲ့နောင်မှာဖြစ်လာနိုင်တယ်ကျွန်တော် US ကိုမကောင်းစီချင်လို့ပြောတာမဟုတ်ဘဲနဲ့ဒီအတိုင်းကိုကျွန်တော်သုံးသပ်လို့ရတယ် US မပါရင် EU နိုင်ငံတွေကဘာမှမလုပ်နိုင်ဘူး ကျွန်တော်အသိပေးတာဒီအကဖြင့်စီရရမှာ US မပါရင် Ukraine နိုင်ငံ EU နိုင်ငံတွေကဘာမှမလုပ်နိုင်ဘူးဒါမဲ့ US နဲ့သူတို့ဥမဟာမိတ်ကြားထဲမှာတင်ကွိုင်းမှုတွေများစွာဖြစ်လာတယ်။ဘယ်နေရာမှာစမြင်ရလဲဆိုတော့ Israel နဲ့အာဒီ Hamas ပြဒနာထဲမှာ US က Palestine ကို နိုင်ငံတစ်ခုအဖြစ်တန်မှတ်ပေးတာ ဗီတိုပါဝါနဲ့ကန်ကွက်တဲ့ခါရိုင်လို့ဆိုရင်တော့ US ကန်ကွက်တဲ့ဆိုရင်သူရဲ့နောက်လိုက်တွေအဓိကအဖြစ်အေရှုနိုင်ငံတွေနေတိုနိုင်ငံတွေက US နောက်မှာပဲရက်တည်ပေးတာဖြစ်တယ်2025ရောက်တဲ့ချိန်မှာတော့အဲ့ဒီအနေအထားပြောင်းလဲသွားတယ်။ယူကရိန်းက sorry US ကဘယ်လောက်ပဲ veto power နဲ့ကန်ကွက်ကန်ကွက်ဒီ EU နိုင်ငံတွေက US ရဲ့စံကြံဘက်မှာ မာမာမာမယက်တီတဲ့ဆိုတာဟာ US နဲ့သူတို့အချင်းချင်းကြားထဲမှာ ပထမဆုံးတမိုင်းဝင် US ကိုစန့်ကျင်တဲ့သူတို့ရဲ့လှုပ်ဆောင်ချက်ဖြစ်တဲ့ဒီရုရှား-ယူကရိန်းအရေးမှာကြည့်မယ်ဆိုရင်လည်းဒေါ်နယ်ထရမ့်ရဲ့အစီအစဉ်ကိုနှစ်ကျင်းတိတိယူကရိန်းနဲ့ EU တွေကငြင်းပယ်ခဲ့တာဖြစ်တယ်။ US ရဲ့အစီအစဉ်ငြင်းပယ်ခဲ့တဲ့ဆိုတော့ခင်ဗျားတို့ပုံတင်ကိုမျက်နှာချင်းဆိုင်တွေ့ဆုံဖို့တနေရာခေါ်လိုက်စွန့်လဲ။ တော်မခေါ်နိုင်ဘူးခင်ဗျားတို့ငါလို့ပေးတယ်လို့အာငိန်ချမ်းရေးမယူချင်ဘူးဆိုရင်လည်းရုရှားကိုတိုက်ဆန်းကွာဆိုရင်လည်းတို့မတိုက်နိုင်ဘူးမတိုက်နိုင်ပြီမဲ့လည်းဘာမှမလုပ်နိုင်ပြီမဲ့လည်း US ကိုတို့ကစန့်ကျင်နေဆိုတာဟာမြင်သာပါတယ်တို့ချင်းချင်းကြားထဲမှာပြဒနာတီတီလေးတို့ဟာစာဖြစ်လာတဲ့ US Empire ဟာဒီပုံစံနဲ့ဆက်သွားမယ်ဆိုတော့သူ့ပါနာတွေနဲ့တချမ်းစီဖြစ်သွားနိုင်ရယ်ဆိုတာဟာ ကျွန်တော်အမြင်တွေ့ရတယ်။ယူကရိန်းတို့ EU နိုင်ငံတို့ခင်ဗျားတို့ငါစီစဉ်ပေးတာမကြိုက်ဘူးဆိုတော့ငါနေတော့နဲ့လည်းလက်တွဲဖြိုလိုက်တော့မယ်။နေတော့အစီစဉ်ချင်းတလူစီစဉ်လိုက်တော့ယူကရိန်းကလည်းတရဝန်အနေနဲ့နေသူထဲမှာပါတာမဟုတ်သေးဘူးဆိုတော့အယူအဆအနေနဲ့ကျွန်တော်တို့မျက်ကွယ်ပြိုလိုက်တော့မယ်ပြောလို့ရလားဆိုမရဘူးဖြစ်ပြန်တယ်။ဘာကြောင့်မရဘူးဖြစ်လဲဆိုတော့ EU နိုင်ငံတွေဆိုတာဟာ US နိုင်ငံအတွက် စီပွားရေး main trading partner စီပွားရအဓိကအကုန်သွဲဖက်နိုင်ငံတွေဖြစ်တဲ့ EU နိုင်ငံတွေနဲ့ US တာပြသနာတက်ပြီးမှ EU နိုင်ငံတွေလည်းစိတ်ကောက်ပြီးမှစီပွားရအ US နဲ့ပုံမှန်ချိန်စမှုတွေမလုပ်တော့ဘူးဆိုရင် US စီပွားရတိတိတာတာကြဆင်းသွားနိုင်တယ်တိတိတာတာကြဆင်းသွားမယ်ဆိုရင်ခုနပြောတဲ့တရုတ်နဲ့ ဒီကုံတွယ်စစ်ပွဲမှာ US ကအမြန်ဆုံးတရုတ်ကိုရှုံးတရုတ်ကိုအရှုံးပေးရတော့အမြန်နေထားရှိနေတယ်အဲ့ဒါကြောင့် EU နိုင်ငံတွေဆိုတာဟာစီးပွားရေးအရ US dot မတမအရေးပါပြန်တယ် US အနေနဲ့လှစ်လျူရှို့လို့မရဘူးဆိုတော့သူတို့ရဲ့ level ဟာ US ကလည်း Syria ရအကင်တယ် EU ကလည်းစီးပွားရေးအရ US ကိုကိုက်ထားတယ် ဘယ်ဘယ်နေရာမှာတို့ပြန်ပေါင်းနိုင်မလဲဘယ်နေရာမှာဒီအတိုင်းပေါ့နော်မြန်မြန်တာတာနဲ့အချက်တကွဲဖြစ်သွားမလဲတင်းကွဲမှုတွေဖြစ်လာမလဲဆိုတာဘယ်သူမှအကျူပြောလို့မရဘူးစီးပွားအရာမှပြောမယ်ဆိုရင်ရေယူတွေလည်း US ပေါ်မှာ မချိနှတ်မှုတွေများစွာရှိတယ်များစွာရှိတယ်စစ်ကြီးအရာတော့ US ကသူတို့ကိုခါပါပိတ်ထားတယ်။စီးပွားရာ EU တွေက US ကိုပြန်လဲခါပါပိတ်ထားတယ်။အပြန်အလှန်ဂိုင်းကျွန်းမီကျွန်းဂိုင်းမီနေတယ်။ဒါမဲ့စစ်ဒီရာ US ကသူတို့ကိုတိတ်မကူငင်ချင်ဘူး EU တွေကမချင်တတ်ဘူး။စီးပွားရာမှာလဲ US က EU တွေအပေါ်မှာမတဲမတဲမှုတွေ တိတ်အဆင်မပြေမှုအလေးတွေဟာရှိနေတယ်ဆိုတာပြောရင်းနဲ့ Russia Ukraine sit ပွဲဟာ Russia Ukraine sit ပွဲဆုံးတတ်နိုင်ဖို့ Donald Trump စီစဉ်ထားတဲ့အစီအစဉ်ဟာဒုတိယအကြိမ်ဖြစ်တဲ့ဒုတိယအကြိမ်နှစ်ကြိမ်စလုံးအေးရတဲ့ Ukraine President က reject လုပ်သွားတယ်ဆိုတာဟာကျွန်တော်ဒီနေ့အာမြအဝေးပေးသွားတာဖြစ်ပါတယ်အာနောက်ဆုံးပြောမယ်ဆိုတော့စစ်ပွဲဆိုတာမကောင်းပါဘူး တို့ရချင်းချင်းကြားထဲမှာဆင်မပြေမှုတွေဘာတွေပဲဖြစ်လာဘာတွေပဲရှိနေမစေဒီစစ်ပွဲအမြင်ဆုံးအဆုံးတတ်နိုင်ဖို့ကျွန်တော်အစိုးတောင်းပေးပါတယ်အာစစ်ပွဲအမြင်ဆုံးအဆုံးတတ်နိုင်ပါစေဆိုတော့ပြောရင်းနဲ့ဒီမှာပဲကျွန်တော်ဆုံးတတ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်